ဒီနေ့စစ်တရုတ်မျက်စိရှိမှအတင်ဖြစ်ပွားနေတဲ့ရုရှားယူကရိန်းတိုက်ပွဲတွေကတကယ်ကိုရေရိုးတိုက်ပွဲတွေမဟုတ်တော့ပါဘူး။ဒါဆေးရည်ပြုပြင်ပြောင်းလဲမှုပေါင်းများစွာနဲ့ပေါင်းဆက်ဖွဲ့စည်းထားတဲ့ခေတ်သစ်စစ်ပွဲသင်ခန်းစာကြီးတစ်ခုပါပဲ။ဒီစစ်ပွဲကြီးမှာဆိုရင်တော့ drone တွေ၊တန်ဇက်ကာရင်တွေ၊ရဟတ်ရင်တွေ၊ electronic စစ်စင်ရေး EW တွေနဲ့အထူးတပ်ဖွဲ့တွေရဲ့ပြီးပြည့်စုံတဲ့ပေါင်းဆက်ညီနိုင်မှုနဲ့အတူရုရှားတွေရဲ့အကာအကွယ်အထက်ထက်ရှိတဲ့နျူကလ িয়ার စခန်းကနေ မော်စကိုမြို့တော်ရဲ့တကားပေါင်းအထိဘလို့ထိုးစစ်ဆင်ခဲ့လဲဆိုတာရီအကြောင်းလေးလာစရာတွေအများကြီးရှိပါတယ်။ဒီတော့ဖန်သားပြင်ပေါ်ကနေမြတ်တော်မခက်တန်းစောင့်ကြည့်ရင်နဲ့ခြေတွေတို့အတူတူခစ်သစ်စစ်ပွဲရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ကြည့်ရအောင်ပါ။ပထမဦးဆုံးလေးလာသုံးသက်ရမယ့်စစ်စင်ရေးကတော့ရုရှားနိုင်ငံရဲ့အလွန်လျှို့ဝှက်ပြီးတော့လုံခြုံရေးအထက်ထက်နဲ့ကာကွယ်ထားတဲ့နျူကလ িয়ার ဗဟိုချက်တစ်ခုဖြစ်တဲ့ Chelyabinsk Santigo ယူကရိန်းတပ်ဖွဲ့တွေကဘလို့မျိုးအစင်စင်ထိုးဖောက်ဝင်ရောက်ခဲ့တယ်လဲဆိုတဲ့ဇာတ်လမ်းပါပဲဒီဇာတ်လမ်းက ရှူရဲတောင်နန်းရီဘော်ကနေစတင်ခဲ့ရပါအချိန်ကမိုးတောင်ရန်ရုရှားနိုင်ငံစနဲဟစ်စ်မြို့နီးမှာရေကဲဖုံးနေတဲ့ရေကန်တွေရဲ့တိတ်ဆိတ်မှုကနေရုတ်တရက်အသက်ဝင်လာခဲ့ရပါဗာဒရီပေးချက်မှမရှိဘဲရုရှားရဲ့ကာကွယ်ရေးစနစ်တွေကချက်ချင်းဆိုသလိုအလိုအလျောက်အသက်ဝင်လာခဲ့ပါတယ်ရုရှားဘက်ကတုံးပြန်ပုံကလည်းအင်အားအပြည့်ပါပဲဒဇင်းလင်အမေရိကန်ဒေါ်လာ9သန်းတန်ဖိုးရှိတဲ့ S350 ဒုံးပစ်လွတ်တင်ရှင်နေနဲ့ဒဇင်းကိုဒေါ်လာသန်း30တန်ဖိုးရှိတဲ့ SU27 တိုက်လေယာဉ်တွေကအကာအကွယ်ပေးထားတဲ့ဒုံးကြီးတွေကိုတစ်ခုပြီးတစ်ခုချက်ချင်းပြစ်လွတ်လိုက်ကြပါတယ်။ ဒီလိုတံပိုးကြီးလက်နက်စနစ်တွေကိုအသုံးပြုပြီးတော့အင်အားအပြည့်သုံးကတံပြန်ထိုးစစ်ဆင်နွှဲတယ်ဆိုတာကတာမန်သတိပေးချက်တခုမဟုတ်တော့ပါဘူး။ဒါရုရှားရဲ့လျှို့ဝှက်နျူကလ িয়ার ဗဟိုချက်ကိုကာကွယ်ဖို့အတွက်နိုင်ငံတော်ရဲ့အရေးအကြီးဆုံးကာကွယ်အင်အားစုတွေကိုထုတ်သုံးလိုက်တာဖြစ်နေလို့ပါပဲ။ဒီလိုအင်အားလုံးရင်းနဲ့ကာကွယ်နေတဲ့ရုရှားရဲ့အဖိုးတန်ဆက်လက်ပစ္စည်းတွေရဲ့ပြင်ပကား ဘာဖြစ်နေလဲဆိုတာကိုကြည့်လိုက်ရင်တကယ်ကိုစဉ်းစားစရာပါပဲရုရှားရဲ့ဒုံးကြီးကာကွယ်ရေးကိုယ်ရည်ကြီးတစ်ခုလုံးကနေရာ၃ခုကနေတပြိုင်တည်းချိန်ခတ်လာတဲ့ယူကရိန်းရဲ့ drone အုပ်စုကြီးကိုချိန်ရွက်နေရပါဒီမှာအရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်ယူကရိန်းဘက်ကတိုက်ခိုက်ရေးမှာအသုံးပြုတဲ့ drone တွေရဲ့တန်ဖိုးကဒဇင်းကိုဒေါ်လာ၂၀၀၀သာတန်ဖိုးရှိပါတယ်ဒါပေမဲ့ဒီဈေးအပေါ်ဆုံး drone တွေကိုတံပြန်တိုက်ခိုက်ဖို့အတွက်ရုရှားကဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိရဲ့ S350 တုံးပြည့်ရှင်တွေနဲ့ SU27 ထိုက်လေယာဉ်တွေကိုအသုံးပြုနေကြဖြစ်ပါတယ်။ဒီလိုကုန်ကြစီမများတာမှုကခေတ်သစ်စစ်ပွဲရဲ့ထူးခြားချက်တစ်ခုဖြစ်နေပြီးတော့ယူကရိန်းရဲ့နေပြည်တော်မြောက်ထိုးပေါင်းနိုင်စွမ်းကိုဖော်ပြနေတာပါပဲ။ ဒီလိုမျိုး digital တိုက်ပွဲကနေမြေပြင်အထိရောက်ဖို့စက္ကန့်ပိုင်းအတွင်းမှာပဲမိုင်90ချိန်ဝင်တဲ့စစ်မြေပြင်ကြီးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ရှေးဆက်ဖြစ်လာမဲ့တိုက်ပွဲပေါင်းများစွာကိုအဆုံးဖြတ်ပြီးမဲ့အစစ်မြေတိုက်ပွဲကြီးတစ်ခုစတင်သွားပါတော့တယ်။ရုရှားဘက်ကနေအင်အားသုံးတာကိုယူကရိန်းကလည်းလက်သက်မခံပါဘူး။သူတို့ရဲ့တုံ့ပြန်မှုကတော့တကယ်ကိုချက်ချင်းလက်ငင်းဆိုသလိုစနစ်တကျရှိခဲ့ပါတယ်။ယူကရိန်းရဲ့စစ်စင်ရေးက အစင်းအစင်းနဲ့ပြီးပြည့်စုံတဲ့ပေါင်းဆက်ထိုးစစ်ပုံစံကိုပြသခဲ့တာပါပထမဆုံးအနေနဲ့ ဝဲပြန်တိုက်ခိုက်ရေးနဲ့အသေးခံ drone အုပ်စုတွေကရှေ့ကိုရေးစွန့်ပြီးတော့ထိုးထွက်သွားကြပါတယ်။သူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ရုရှားရဲ့အလွန်လိုက်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေမှာဘလို့အားနည်းချက်တွေရှိနေလဲဆိုတာကိုရှာဖွေထောက်လန်းဖို့ပါပဲ။ဒီလို drone တွေကရှေ့ပြေးပြီးတော့အာယုံလွှဲနေတဲ့အချိန်မှာပဲ Ukraine ရဲ့ Miss 29တိုက်လေရင်တွေကအမြင်ပိုင်းကိုတက်ပြီးတော့အကာအကွယ်ပေးထားပါတယ်။တစ်ချိန်တည်းမှာပဲ My 8 Par 17ရဲ့ရင်တွေကလည်း အထူးတပ်ဖွဲ့ဝင်တွေချပီးဖို့အတွက်ကိုအသင့်အနေထောင်းနဲ့စောင့်ဆိုင်းနေခဲ့ပါတယ်။ဒီစစ်စင်ရေးရဲ့အရေးကြီးဆုံးသောအစိပ်ပိုင်းကတော့နေပညာပိုင်းဆိုင်ရာထိုးဖောက်မှုပါပဲ။ဘူးခိုဘယ်ကုန်တင်ကားတွေပေါ်ကနေယူကရိန်းရဲ့ electronic စစ်စင်ရေး EW စနစ်တွေကရန်သူအာယုန်ခံခရီးရာတွေကိုမုံဝါသွားစေတဲ့ electronic နောက်ရှမ်းမှုတစ်ခုကိုဖန်တီးလိုက်တာပါပဲ။ဒီလို digital အကာအကွယ်အောက်မှာ BMP2 တန်ကြက်ကရန်တန်းတွေကရေကဲပြင်ကျေးကြီးကိုစစ်တုရင်ခုံတစ်ခုလိုသဘောထားပြီးတော့တိတ်ဆိတ်တီးကြတဲ့ချင်းကမှုတွေကိုစတင်ပြုလုပ်လာခဲ့ကြပါတယ်။ Electronic နဲ့ Drone တွေရဲ့အားသာချက်ကိုအသုံးပြုပြီးတာနဲ့တိုက်ခိုက်မှုအဆင့်နှစ်ကိုစတင်မာတော့တယ်။ Ukraine က Radar မှာပေါ်လာတဲ့ယာယီလန်ကြောင်းတွေကနေတဆင့် my 8 par 17တဲယူပို့ဆောင်ရေးရဟယင်တွေကိုတစ်ပင်ထိတ်အမြင့်ကနေအရှိန်ပြင်းပြင်းနဲ့ဝင်ရောက်စေခဲ့ပါတယ်ဒီရဟယင်တွေကသူတို့ရဲ့ဂုံးမြေပြင်းမှန်းစီကိုရောက်တဲ့အခါအထူးတပ်ဖွဲ့ဝင်တွေနဲ့လက်နက်တပ်ဆင်ထားတဲ့တိုက်ခိုက်ရေးစစ်ရုပ်တွေကိုအဓိကလမ်းစုံတွေပေါ်ကိုတိုက်ရိုက်ချပေးခဲ့ကြပါတယ် ီလိုလုံးဆောင်မှုကရုရှားရဲ့ကာဝေးရေးတပ်တွေကိုချက်ချင်းဆိုသလိုစိတ်စိတ်မွားမွား꿰ထွက်သွားစေတဲ့မဟာဗျူဟာမြောက်လှုပ်ရှားမှုပါပဲအထူးတပ်ဖွဲ့ဝင်တွေနေရာယူပြီးတဲ့နောက်မှာတော့မြေပြင်တိုက်ပွဲကအရှိန်ဟုန်မြင့်လာပါတော့တယ်အရှိန်ကနေတိုက်ခိုက်ရေးစစ်ရုပ်တွေက လမ်းရှင်းပေးပြီးတဲ့နောက် BMP1 နဲ့ BMP2 ခြေလင်တက်တိုက်ခိုက်ရေးယာဉ်တွေကစစ်မြေပြင်ကိုဝင်ရောက်လာပါတယ်ဒီယာဉ်တွေက83မီလီမီတာအမြောက်တွေတင်ကားဖြတ်မိုင်းတွေကိုအသုံးပြုပြီးတော့ရုရှားရဲ့ကာကွယ်ရေးစီးတွေကိုတိတိကျကျထိုးပေါက်ခဲ့ကြပါတယ်ရုရှားဘက်ကလည်း T72B3 တင်ကားတွေနဲ့တံပြန်တိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့ယူကရိန်းရဲ့ Book M1 ဒုံးပြစ်လွတ်တင်ရင်နေနဲ့ဝဲပြန်အသေးခံ drone ရဲ့အဆက်မပြတ်ချိန်ချမှုအောက်မှာအရာမထင်ခဲ့ပါဘူး။သူတို့ရဲ့တင်ကားတွေကအကာအကွယ်မဲ့တယ်လို့ခန်းစားခဲ့ကြရပါတယ်။ရလကတော့ရှင်းပါတယ်။နေထွက်လာချိန်မှာတော့ယူကရိန်းတပ်ဖွဲ့တွေကအတွင်းပိုင်းလမ်းကုန်ရက်ကိုအောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီးကီယိုဝက်နျူကလ িয়ার စခန်းရဲ့ပုံမနယ်ရှိုင်းတဲ့နေရာတွေကိုထိုးဖောက်ဖို့အတွက်အခြေအနေကောင်းတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။ဒါဟာအပြင်ပန်းခံတက်တွေကိုဖြိုခွင်းနိုင်ခဲ့တဲ့ပေါင်းဆက်စွမ်းအားပါပဲ။ ယူကရိန်းတပ်တွေခြေကုပ်ယူပြီးရနဲ့အဆင့်သုံးဖြစ်တဲ့မမြင်ရတဲ့တိုက်ပွဲဆိုလိုတာအီလက်ထရောနစ်အားပြိုင်မှုစပါတော့တယ်။ယူကရိန်းတပ်တွေခြေကုပ်ယူပြီးရနဲ့ရုရှားဟာသူရဲ့အစွမ်းထက်ဆုံးခုခံကာကွယ်လက်နက်တစ်ခုဖြစ်တဲ့ကရာဆူကာအီလက်ထရောနစ်စစ်ဆင်ရေးရှင်တွေကိုမြောက်ကူရောင်တွေကနေအလင်းအမြန်ထုတ်သုံးလာပါတယ်။သူတို့ရဲ့အင်တာနာဂျီတွေက ယူကရိန်းရဲ့ drone ထိန်းချုပ်မှုတွေလျှို့ဝှက်စကားပြောလိုင်းတွေကိုဖျက်ထောက်ဖို့လေယူတဲကိုကြားဖြတ်နှောင်းရှက်မှုလိုင်းတွေကိုအပြင်းထန်လွှင့်ထုတ်ခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းကလည်းနောက်ကျမကြံခဲ့ပါဘူး။သူတို့ရဲ့လက်လက်သွားလာနိုင်တဲ့ electronic စကန်တွေဟာလိုင်းနှုံးတွေပြောင်း electronic နှောင်းရှက်မှုတွေထပ်ထုတ်ပြီး Russian radar တွေပေါ်မှာတန်ကြပ်ကရန်တန်းအတုတွေပေါ်လာအောင်ပြုလုပ်ခဲ့ပါတယ်။ဒီလိုနီးပညာပိုင်းဆိုင်ရာဖျော်ဖျဲဖြစ်မှုအောက်မှာပဲ ယူကရိန်းရဲ့အထူးတပ်ဖွဲ့ဝင် အသေးစားအဖွဲ့တွေကဒိတ်တဆိတ်ချင်းခဲ့ပြီးတော့နျူကလ িয়ার လုံခြုံရေးတာဝန်ခံအရာရှိကြီးတချို့ကိုအရှင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ရုရှားကာကွယ်ရေးတပ်တွေအခြေအနေကိုသဘောပေါက်ချိန်မှာတော့သူတို့ရဲ့ကုတ်ကဲမှုကွန်ရက်တစ်ခုလုံးကလုံးဝပြိုကွဲသွားခဲ့ပါပြီ။ကုတ်ကဲမှုစခန်းကိုသိမ်းပိုက်ပြီးနောက်မှာတော့တိုက်ပွဲကပိုပြီးတော့အနီးကပ်ပိုပြီးတော့ဆိုးရွားတဲ့အခြေအနေတွေကိုရောက်ရှိလာပါတယ်။ ဒါသူတေသနာအဆောင်ဦးတွေရဲ့အတွင်းပိုင်းကို ရောက်ရှိလာတဲ့တိုက်ပွဲပါပဲ။စစ်တနက်ကြီးတွေတက်ဆင်ထားတဲ့တိုက်ခိုက်ရေးစရုပ်တွေကရှေ့ရနေလန်းရှင်းပြီးပြီးတော့မော်တော်ဆိုင်ကယ်တက်ခြေလင်တက်သားတွေကလိုက်ပါဝင်ရောက်ပြီးတော့ဇင်းကြံတလျှောက်မှာအပြင်းထန်တိုက်ခိုက်ခဲ့ကြပါရယ်။ ဒီလိုထိတွေ့တိုက်ခိုက်မှုတွေပြင်းထန်နေချိန်မှာတောင်လူသားချင်းစာနာမှုကိုတော့မမေ့ခဲ့ကြပါဘူး။နှစ်ဖက်စလုံးကသိပ္ပံပညာရှင်တွေနဲ့ဤပညာရှင်တွေကိုဘေးလူရအောင်ရွှေ့ပြောင်းပေးဖို့လမ်းကြောင်းတွေကိုဖွင့်လှစ်ထားခဲ့ခြင်းကမှတ်တမ်းတင်စီရပါ။နောက်ဆုံးမှာတော့မနက်နောင်ပိုင်းမှာအဓိကတက်ခွဲကန်းတွေနဲ့အိုက်ဆိုတုတ်ဒူလောင်ကန်းတွေကယူကရိန်းရဲ့ထိန်းချုပ်မှုအောက်ကိုရောက်ရှိသွားခဲ့ပါတယ်။တက်ခွဲကန်းကိုထိန်းချုပ်နိုင်ပြီးတဲ့နောက်မှာတော့ယူကရိန်းကချယ်လီယာဘင်းစန်တီကိုအသက်ဆက်ပေးနေတဲ့အထောက်ပံ့ကွန်ရက်ကိုဖျက်ထောက်ဖို့ဂျိုးပန်းမာတော့တယ်။ 2S3 Akasia 1ဟောင်းဝါဆာအမြောက်ကြီးတွေအရဆိုရင်တော့12မိုင်အကွာကနေမြေထားလန်းစုံတွေကိုပြစ်ခတ်ဖျက်ဆီးခဲ့ပါတယ်။အရင်နောက်မှာတော့တာဝေးပြစ်ဒရုန်းတွေကရထားလန်းခွဲတဲ့နေရာတွေအချက်ပြစခန်းတွေကိုတိကျစွာတိုက်ခိုက်ခဲ့ပါတယ်။ ဒီချိန်ထဲမှာပဲ BMP2 ရှင်တွေကတတားတွေကိုထိန်းချုပ်လိုက်ပြီးတော့အထူးပြု drone တွေကတအားပြီးစဲယုံခွဲတွေနဲ့လောင်စာကန်တွေကိုဖျက်ဆီးလိုက်ပါတယ်။ရှားလိုက်ကတော့နျူကလ িয়ার စကန်တစ်ခုလုံးကိုထောက်ပံ့နေတဲ့လျှက်စစ်နဲ့ထောက်ပံ့ပို့ဆောင်ရေးသွေးကြောတွေလုံးဝပြတ်တောက်သွားပါတော့တယ်။ဒီစစ်စင်ရေးကကစ်တပေါင်းဆက်စစ်စင်ရေးရဲ့ထိအောင်မှုနဲ့စနစ်တကျပြင်ဆင်မှုကိုပြသလိုက်တဲ့တမိုင်းဝင်ဇလန်တပုတ်ပဲဖြစ်ပါတယ်။ ချယ်လီယာဘင်းဆန်တီစစ်စင်ရေးရဲ့နောက်ဆုံးအခန်းကိုရောက်ရှိလာပါပြီ။ညနေပိုင်းရောက်တဲ့အခါနျူကလ িয়ার စကန်တစ်ခုလုံးကလုံးဝမွှားစာကျပြီးတော့အတုံးပြုတ်လို့မရအောင်ဖြစ်သွားခဲ့ပါတယ်။ဗာအကူအညီမှမရတော့တဲ့နောက်ဆုံးကြံရှိတဲ့ရုရှားတပ်ဖွဲ့ဝင်တွေကိုယူကရိန်းကအထံချဲဆက်တွေနဲ့လက်နက်ချဖို့တိုက်တွန်းခဲ့ပါတယ်။ နောက်တနေ့မိုးတောက်ချိန်မှာတော့ချယ်လျာဘင်းစန်တီယာတိစိတ်ငိမ့်သက်သွားခဲ့ပြီးတော့ယူကရိန်းတပ်တွေကရုရှားရဲ့အစင်းမြင့်ထိပ်ဖူးသုတေသနကွန်ရက်ကိုဗဟိုချက်ကိုအောင်မြင်စွာရပ်တန့်စေနိုင်ခဲ့ပါတယ်။ဒီစစ်စင်ရေးကခေတ်သစ်ပေါင်းဆက်စစ်စင်ရေးတစ်ခုကအခိုင်အမာဆုံးသောဒိဗန်ဆိုင်ရာခံတက်ကြီးတစ်ခုကိုတောင်းဘလို့ဖြိုခွဲနိုင်ကြလဲဆိုတာကိုလက်တွေ့သက်သေပြသွားခဲ့ပါတယ်။ဒါဟာဒိုင်းရိုက်ပြစ်ခတ်မှုထက်မဟာဗျူဟာမြောက်ထိုးဖောက်တိုက်ခိုက်မှုတွေဟာစွန့်အားဘလောက်ကြီးမားတယ်ဆိုတာကိုပြသနေတာပါပဲ။ ချယ်လီယာဘင်းစ်ကစစ်စင်ရေးရာရန်သူနောက်ွယ်ရာအချက်အချာနေရာကိုတိကျစွာထိုးနှက်တဲ့စစ်စင်ရေးတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုနီးဖြူဟာတွေကိုအ धिक တိုက်ပွဲဆာမျက်နာမှာအကြီးစားအသုံးချလိုက်တဲ့အခါဘာတွေဖြစ်လာမလဲ။အခုခြေတဲ့ရို့မော်စကိုမြို့ရဲ့တကောင်းဝါကိုချိန်ရွယ်ထားတဲ့တနည်းအားဖြင့်ရုရှားလေမျိုးတက်နေတယ်လို့ဖြစ်နေတဲ့ထိုးစစ်ကြီးတစ်ခုဖြစ်တဲ့ Smolensk နဲ့ Kalugar တိုက်ပွဲအကြောင်းကိုဆက်လက်ပြီးတော့လေ့လာကြရအောင်ပါ။ဒီထိုးစစ်ကြီးက လဗီမျိုးအရှိပိုင်းကနေစတင်ခဲ့တာပါယူကရိန်းရဲ့ HIMARS နဲ့ M270 ဒုံးပစ်စနစ်တွေက12မိုင်ကျော်အကွာကရုရှားရေဒါစခန်းတွေကိုပစ်ခတ်ပြီးတော့ထိုးစစ်ကိုစတင်ခဲ့ပါတယ်52မိနစ်အကြာမှာတော့ Smolensk အနောက်ပိုင်းခေါင်းကင်ကယူကရိန်းရဲ့အနိုင်ပြန်ဒရုန်းတွေနဲ့ပြင်းထန်သွားပါတယ်ဒီဒရုန်းတွေကရုရှားရဲ့ ဖန်ဆေယာ S1 လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို electronic line တွေနဲ့ဖုံးလွှမ်းတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုနေပညာပိုင်းဆိုင်ရာဖျူပြဲဖြစ်မှု digital charge တွေကနေပြီးတော့ offload ပင်မတိုက်ခိုက်ရေးတင်ကားတွေနဲ့ PTR4 တန်ကြက်ကယနေ့ကထိုးပေါဝင်ရောက်လာပါတယ်။အဲဒီနောက်မှာတော့ဘယာစမာရမျိုးအပြင်ဘက်ကအဓိကဆက်သွယ်ရေးတာဝါတိုင်းကိုဒေသခံ ဒရုန်းတစ်ခုကနေဝင်တိုက်ဖျက်ဆီးလိုက်တဲ့အချိန်မှာတော့ရုရှားရဲ့ကိုယ်ကယ်မှုစနစ်ကမိနစ်20ကြာပြတ်တောက်သွားခဲ့ပါတယ်။တချိန်ကမထိုးဖောက်နိုင်ဘူးလို့ထင်ခဲ့ရတဲ့ Smolensk ရဲ့တောင်ဘက်ချမ်းကမျက်စိရှိမှတင်ပြိုကဲသွားခဲ့ပါတယ်။ဒါဟာ Electronic စစ်စင်ရေးရဲ့တီချာရဲ့ဒုံးကြီးတိုက်ခိုက်မှုတွေရဲ့ပေါင်းဆက်စွမ်းအားကိုရှင်းရှင်းလင်းလင်းပြသလိုက်တာပါပဲ။ Smolensk စင်ကြံလန်းပွင့်သွားတာနဲ့ Ukraine ကအချိန်ဆွဲမနေပဲ ခါလူကာရမျိုးကိုချက်ချင်းပြတ်မှတ်ထားပါတော့တယ်ဒီထိုးစစ်ကရုရှားရဲ့ထောက်ပံ့ရေးကွန်ရက်ကိုအသေးအတန်ဖျက်ထောက်ဖို့ရည်ရွယ်ခဲ့ရပါယူကရိန်းရဲ့အထူးတပ်ဖွဲ့ဝင်တွေကလေဆာပြတ်မှတ်ပြကရိယာတွေနဲ့ရုရှားရဲ့လောင်စာတူလောင်ယုံတွေရွေလျားစစ်ဌာနချုပ်တွေနဲ့မြေထားလမ်းစုံတွေကိုတိတိကျကျပြတ်မှတ်ပြပေးခဲ့ပါတယ်စက္ကန့်60အတွင်းမှာပဲတိကျစွာပယ်ထိန်နိုင်တဲ့အမြောက်ကြီးတွေက -25 မိုင် အကွာကနေကျောက်ရောက်လာပြီးတော့ ခါလူကာရဲ့ထောက်ပံ့ရေးသွေးကြောတွေကိုတစ်ခုပြီးတစ်ခုဖျက်တောက်လိုက်ပါတယ်။အရင်နောက်မှာတော့အကြီးမားဆုံးနဲ့အရေးဆုံးရဆုံးလှရှားမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ယူကရိန်းရဲ့ SU-27 တိုက်လေယာဉ်တစ်စင်းက ရုရှားရဲ့ S300 ဒုံးပစ်စနစ်တွေကိုလမ်းလွဲဖို့အတွက်ရေဒါတစ်ခုရဲကိုဝင်ရောက်ပြန်တန်းခဲ့ပါတယ် S300 ကသူ့ကိုပြင်မှတ်ထားလိုက်တဲ့စက္ကန့်ပိုင်းအတွင်းမှာပဲလေရင်ကလမ်းချောင်းပြောင်းပြီးတော့အပူလိုင်းမီးပွားတွေချင်းချကရေဒါရဲ့အာရုံကိုလွှဲပြောင်းလိုက်ပါတယ်အဲ့ဒီအခွင့်အရေးကိုအသုံးချပြီးတော့အသေးခံ drone တစ်စင်းက S300 ရဲ့ထိန်းချုပ်ရေးရေဒါကိုဓာတ်ရိုက်ဝင်တိုက်ဖျက်ဆီးလိုက်တဲ့အတွက်ရုရှားရဲ့အထူးကလေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုလုံးလုံးဝပျက်စီးသွားခဲ့ပါတယ် ခါလူကာရဲ့လေချောင်းရံကာဝေးရေးစနစ်တွေမျက်စိကန်သွားချိန်မှာတော့ဘူခီနဲ့ Nota M ဒီလိုမျိုး Ukraine Electronic စစ်စင်ရေး EV ယင်းတွေကရန်သူရေဒါ line တွေကိုအတူအယောင်ပြင်းမဲ့တွေအချက်ပြမှုတွေနဲ့ပြင်းထန်သွားစေခဲ့ပါတယ်။ရုရှားရဲ့ Khansia S1 နဲ့တော့ Tor M2 စနစ်တွေကတကယ်မရှိတဲ့ပြမတ်တွေကိုဒုံးကျည်တွေနဲ့လိုင်းလံပစ်ခတ်နေရပြီးတော့တကယ်ချိန်ချမှုတွေကိုလွယ်လွယ်ကူကူပဲဖျက်ချော်သွားခဲ့ပါတယ်။ခါလူကရဲ့ကောင်းကင်ကလုံးဝအကာအကွယ်မဲ့သွားပြီးတော့ယူကရိန်းကသူတို့ရဲ့ kill shot အဆုံးသက်ထိုးနှက်ချက်အတွက်အသင့်ဖြစ်နေပါပြီ။လေကြောင်းကာကွယ်မဲ့သွားတာနဲ့ယူကရိန်းတန်ချက်ကယင်းနေရဲ့စစ်သုံးစပိန်တွေစီးနင်းလာတဲ့ခြေချင်းတပ်ဖွဲ့တွေကရုရှားရဲ့ခံစစ်ဆီးတွေကိုတစ်ခုပြီးတစ်ခုဖြိုခွဲခဲ့ပါတယ်။စစ်မြေပြင်သုံးစစ်ရုပ်တွေကခန်တက်ဘန်ဂယ်ရီအောက်ကိုဝင်ရောက်ပြီးတော့ဖောက်ခွဲရေးပစ္စည်းတွေထောင်ခဲ့ပါတယ်။အရင်နောက်မှာတော့အထူးတပ်ဖွဲ့ဝင်တွေကကလူကရဲ့စစ်ဘက်ညီနိုင်ရေးစင်တာရဲ့တည်နေရအတီးအကျကိုရှာဖွေပြီး Escalibur GPS ပေထင်းအမြောက်ဒုံးကြီးတွေနဲ့ဖျက်ဆီးလိုက်တဲ့အခါ ခါဥကရဲ့ခုတ်ကဲမှုစနစ်တစ်ခုလုံးဖြိုလဲသွားပါတော့တယ်။ဒီစစ်စင်ရေးဟာအီလက်ထရောနစ်စစ်စင်ရေးလေချောင်းလှည့်ဖြာမှုနဲ့မြေပြင်ထိုးစစ်တို့ပေါင်းစပ်တဲ့အခါဘလောက်အစွမ်းထက်တယ်လဲဆိုတာကိုပြသလိုက်တာပဲဖြစ်ပါတယ်။ည9:42မိနစ်ရောက်တဲ့အခါခါလူကထိုးစစ်ရဲ့အထွတ်ထိပ်တိုက်ခိုက်မှုကြီးစပါတော့တယ်။ပထမဆုံး Vulcan M ဒုံးကြီးကခါလူကရဲ့အကြီးဆုံးကြီးစံတူလောင်ယုံကိုတိကျစွာနဲ့ထိမှန်ပြီးတော့ပောက်ကွဲခဲ့ပါတယ်။ဒီပောက်ကွဲမှုကြောင့်မိတောက်တွေကပေ1200အထိကို ို့မယုံနိုင်လောက်အောင်မြင့်တက်သွားပြီးတော့မျိုးတစ်ခုလုံးကိုပေါက်ကွဲမှုဝထွက်လာတဲ့မီးအယောင်တွေကြောင့်လင်းထိန်နေစေခဲ့ပါတယ်။ဒါရိုးရိုးစစ်စင်ရေးမဟုတ်ပါဘူး။ဒီလိုရုရှားစစ်တပ်ရဲ့အခြေခံစောင့်ကြည့်တစ်ခုလုံးမီးဟုံတောင်းနေတဲ့မြင်ကွင်းကိုယူကရိန်းဒရုန်းနဲ့ရနေတဲ့ဆင့်ကမ္ဘာတဝန်ကသတင်းဌာနတွေစီကိုဓာတ်ရိုက်ထုတ်လင်းခဲ့ပါတယ်။ဒီလိုလုပ်တာကစစ်ရေးအောင်မြင်မှုတစ်ခုအပြင်သတင်းအချက်အလက်စိုးမိုးမှု information dominance ကိုပါရယူလိုက်ကြပါပဲ။ ကဘာကြီးတစ်ခုလုံးကခလူးကမြို့ရဲ့မီးလောင်နေတာကိုစောင့်ကြည့်နေခဲ့ရပြီးတော့ရုရှားရဲ့အားနည်းချက်ကိုကဘာတိအောင်ထင်ထင်ရှားရှားပြသလိုက်ကြပါဒီပုံရိပ်တစ်ခုတည်းကတည်းကရုရှားရဲ့ကုန်သိခါကိုကြီးမားစွာထိခိုက်စေခဲ့ပါတယ်ဒီထိုးစစ်ရဲ့အဆုံးသက်ကတော့အန်ဩစီယာကောင်းဆုံးနဲ့မဟာဗျူဟာမြောက်ရဲရင်မှုအရှိဆုံးပါပဲယူကရိန်းကသူတို့ရဲ့နောက်ဆုံးကြန့်ရှိနေတဲ့ရေဒါကာကွယ်ရေးစီးကိုဖောက်ထွင်းပြီးတော့ရုရှားမြို့တော်မော်စကိုမြို့ရဲ့အော်တန်ကီနိုမျိုးစင်အထိကိုပါရောက်ရှိသွားခဲ့ပါတယ် တို့ကမျောစင်ကိုဖျက်ဆီးခဲ့တာမဟုတ်ပါဘူး။အရိယစာမျောစင်ရဲ့ထုံးလွှဲမှုစနစ်တွေကိုတနအီကြအတန်တိတ်သွားအောင်လုပ်ခဲ့ပါတယ်။ဒီတနအီကတော့ဒိတ်စိမ်မှုကနေယူကရိန်းကမော်စကိုရဲ့အမြင့်ဆုံးမျောစင်တောင်အတန်တိတ်သွားနိုင်ရင်ဘယ်နေရာမှာလုံခြုံတော့မှာမဟုတ်ဘူးဆိုတော့သတင်းစကားကိုအခြေလောင်ဆုံးပေးပို့လိုက်တာပါ။ဒါကရုရှားပြည်သူတွေရဲ့စိတ်ထဲမှာလုံခြုံမှုမရှိတဲ့ခံစားချက်ကိုနက်နက်ရှိုင်းရှိုင်းထည့်သွင်းပေးလိုက်တဲ့စိတ်ပိုင်းဆိုင်ရာစစ်ဆင်ရေး physiological operation တစ်ခုပါပဲ။ ဒီ Telavings နဲ့ခလူးကစစ်စင်ရေးတွေအားလုံးကတည်တည်ပြနေရာတစ်ခုကတော့စနစ်တကျပေါင်းဆက်ထားတဲ့ခေတ်သစ်စစ်စင်ရေးတစ်ခုကရန်သူရဲ့အမာကျော်ဆုံးခံတပ်တွေကိုတောင်းဖြိုခွင်းနိုင်ုံသာမကစိတ်ပိုင်းဆိုင်ရာအရာပါအနိုင်ယူနိုင်တယ်ဆိုတာပါပဲမော်စကိုဘော်ကကောင်းကင်ကအခုတော့ညင်သက်သွားခဲ့ပါပြီဒါပေမဲ့အဝေးရောက်ကြနေရတဲ့ဒုံးညင်းတဲ့အတန်တိုင်းကနောက်ထပ်မုံတိုင်းတစ်ခုရဲ့အရှိန်အဟုန်ကိုတည်ဆောင်လာသလိုပါပဲဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်